နူဝါသာတက်မော်ကီလဲရည်နဲ့တော့ဆံမုတ်စားလို့ရတယ်ဆိုတဲ့အတိတ်ပင်ကကြတော့အရန်ကိုလွယ်ကူတဲ့အခြေအနေမျိုးမှာသုံးပါတယ်နူဝါသာတက်မော်ကီလဲရည်နဲ့ဆံမုတ်စားနေရတယ်လို့ပဲဆိုတဲ့အတိတ်ပဲပါနာမဲတော့ကီခေါ်ပွင့်တာသူများရဲ့ဆံမုတ်ကမှကြီးတယ်လို့ထင်ရတယ်သူများဟာသူများမှာရှိတဲ့ဟာကိုပဲအထင်ကြီးတယ်ဆိုတဲ့အိပဲပါနာမည်တော့ကခေါ်ပွင့်တာ ဆိုဂီယန်ကျောင်းဣကီညီမစကပေါ်မှာဆိုလို့ရှိရင်ကျွဲပါဆောင်တည်ရယ်ဆိုတဲ့အိဗယ်နဲ့တူပါတယ်။ဒီမှာကျတော့ကျွဲရဲ့နားရဲ့အနားမှာစန်းစာဖတ်တယ်ဆိုတဲ့အိဗယ်ကဟိုကျွဲနားမှာစန်းစာသွားဖတ်လို့လည်းဘာမှမထူးဘူးဆိုတဲ့အိဗယ်ဖြစ်ပါတယ်။ဆိုဂီယန်ကျောင်းဣကီဆယ်ဆယ်ကြဘာလို့ရောသွန်းကားချင်간다။ ၃နှစ်သားကလေးကအချစ်ကအသက်60ကြီးပါတယ်ဆိုတဲ့အဓိပ္ပာယ်ကကျတော့မြန်မာစကားပုံမှာမွေးတတိတေမပြောက်ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်။ဆယ်ဆယ်ကြဘာလို့ရတုကကြီးကန်တာနူဝါဆောချင်ပက်ကီနူဝါဆောချင်ပက်ကီကကျတော့အော်လှည့်ရင်းနဲ့တွေးထွေးတယ်ဆိုတာကကိုရှူးကိုပတ်တာပေါ့နော်။အော်လေနဲ့တွေ့ထွေးရင်ကိုမျက်နာဘုပဲကိုပြန်ကြတယ်အဲ့တော့ဟိုကိုလောက်တာကိုပြန်ခံရတယ်ဆိုရတဲ့ပဲပါ 光得心打，当阿啥子？ထောင်းမရတော့ချက်ကိုပဲဖမ်းမယ်ဆိုရတဲ့ဒီပဲပါ။အော်ငားမရရင်ရေချိုးပြန်မယ်ဆိုရတဲ့ဒီပဲပေါ့။ကွန်ဒေရှင်းဒတ်။ဘန်ဝီကွန်နိုမီဆွန်နန်ဒါ။အော်လေးလေးတဲ့သူကပြန်ပြီးတော့ဒေါသထွက်တယ်ဆိုရတဲ့ဒီပဲကကြတော့ဟိုတခိုးကလူပြန်ဟစ်တာကိုပြောတာ။ဘာရမ်ယောက်ကဲတော့ဂွီကိုက်တာ။ ဗရမ်ယောက်ကဲ့သို့ဂွေကဤတာလေဟာနေထဲမှာတော့နားရှိတယ်။ဟိုမြမစကပုံဆိုရင်နန်းရံတိုင်းမှာနားရှိတယ်ဆိုရင်ဒီပဲပေါ့။မိတာဇင်တို့ကဲမူပူကီ။အော်အိုးအပေါင်နဲ့ရည်ဖြည်တာ။ပေါင်နေတဲ့အိုးတော့ရည်ဖြည်ရင်ဘာမှမချိုးတယ်နော်။တဲသေးရည်သုံးဆိုတဲ့အဓိပ္ပာယ်ပါ။ဂရမဲတောက်ဂရမဲတောက်ပကြီးကားထဲမှာရှိတဲ့ဆံမုတ် အကြီးတွေကဆံမုတ်ပေါ့နော်ဆိုလိုတာအကြီးကားထဲမှာရှိတဲ့ဆံမုတ်ကိုမှလိုချင်တယ်ဆိုရတဲ့ပဲပါအော်မဖြစ်နိုင်တဲ့အရာကိုလိုချင်တဲ့အချိန်မှာ grimmer talk လို့တုံးပါတယ်။ရှိကြကီဘန်နီတာရှိကြကီဘန်နီတာစတင်ချင်းကလမ်းတဝက်ပါပဲတဲ့။တခုခုကိုလုံးတဲ့အချိန်မှာရှုံးနေမှာကိုကြောက်မနေပြင်းနဲ့ရှိကြ အစကိုပဲလှုပ်လိုက်ပါဆိုတဲ့အဓိပ္ပာယ်ပါအစကအရေးကြီးရယ်အစပဲခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ပါခါနမရီကိုဝါယာအိုနမရီကိုတာဒါမြန်မာစကားပုံမှာလည်းရှိပါတယ်။သွားတဲ့စကားလှမှာလာတဲ့စကားလှမယ်ဆိုရင်ဒီပဲပါ။ကိုကတစ်ဖက်သူကိုကောင်းကောင်းဆက်ဆက်မှာကို့ကိုလည်းတစ်ဖက်သူကကောင်းကောင်းဆက်ဆက်မယ်ဆိုရင်ဒီပဲပါ။ဝန်ဆောင်ကြီးတို့နာမှုရဲဆိုတော့တော်တော်ချင်းတာမြောက်တော်မှာတစ်ပင်မောကပြုတ်ကြနိုင်တယ်။ ို့တို့ဒါတော့ဘလောက်ပဲကိုကျွမ်းကျင်တဲ့အလုပ်ဖြစ်နေပါစေ အမားလုံးမိတတ်တဲ့ဟိုလူတိုင်းကအမားနဲ့မกินဘူးဆိုရဲတိပဲပါဟန်ရဲဘျော်တာဂီကောင်းငင်မောအခြေကိုခိုးတလို့မျိုးပဲတဲ့အတိပဲကတော့တခုခုကိုအော်လှုပ်ဖို့အတွက်အရန်ခက်ခဲတဲ့အချိန်ဒီမှာတုံးပါတယ်ကောင်းငင်ကကျေုံခိုးတလို့မျိုးအရန်ခက်ခဲနေဆိုရတဲ့ပြပါဂျာဂန်ကိုချူကာတော့မက်တာတေးတဲ့ငရုတ်တီးကပူဆက်တယ် အသေးပဲကတော့အော်သေးပြီမယ်လေအကောင့်သေးပြီမယ်လေအစိတ်ပြေးနေဆိုရင်ဒီပဲပါ